မင်္ဂလာပါဒီနေ့တော့နမ်ဆန်မြို့နယ်ဟိုမင်းကြီးရွာကိုဘုံကျဲတိုက်ခိုက်ခံရပြီးဒေသခံ၃ဦးသေဆုံးတဲ့တွင်နမ်မတူမြို့ကိုလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်အမျိုးသမီး၄ဦးထိခိုက်ဒဏ်ရာရတဲ့တွင်လက်ဗရန်မှာစစ်ကော်မရှင်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး15ဦးသေဆုံးစစ်တုံးမှန်း12ဦးဖမ်းမိတဲ့တွင်စတဲ့တွင်တွေပါဝင် Federal FBI ရဲ့ဒီနေ့အော်တိုဘာလ18ရက်အတွက်နေ့စဉ်တွင်တွေကိုကြားကြရမှာပါ thank you ရှမ်းပြည်နယ်နမ်ဆန်မြို့နယ်ဟိုမင်းကြီးရွာကိုစစ်ကောမရှင်တပ်က Jet Fighter လေယာဉ်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံပြည်သူ၃ဦးသေဆုံးခဲ့တယ်လို့တအန်းတက်မတော် TNL နဲ့စီးရင်နီးဆက်သူတို့က Federal FM ကိုပြောပါတယ်ဒီနေ့အော်တိုဘာလ18ရက်မနက်9:00နာရီခွဲဝန်းကျင်လောက်မှာပေါင်150ဘုံနှလုံးနဲ့ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးအမျိုးသားတအူးနဲ့အမျိုးသမီးနှစ်ဦးသေဆုံးသွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ် ဒါအပြင်ဘုံကျဲတိုက်ခိုက်ခံရမှုကြောင့်နေအိမ်ဆယ်လုံးလဲထိခိုက်ပျက်စီးသွားခဲ့ရပါတယ်။စစ်ကော်မရှင်တပ်ကဒီနေ့မနက်အတွင်းမှာပဲရှမ်းပြည်နယ်အတွင်းရှိနေရာနှစ်နေရာကိုလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပြီးတော့ဒီနေ့မနက်၈နာရီခွဲအချိန်မှာရှမ်းပြည်နယ်နံပါတ်2မြို့ကိုစစ်ကော်မရှင်တပ်က လေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးအမျိုးသမီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနံပါတ်2မြို့ကိုစစ်ကောင်မရှင်တပ်က လေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တအန်းတမတော် TNL ကသတင်းထုတ်ပြန်ထားပါတယ်။ဒီနေ့အော်တိုဘာလ18ရက်မနက်၈နာရီခွဲဝန်းကျင်လောက်မှာစစ်ကောင်မရှင်တပ်က Jet Fighter လေယာဉ်နဲ့ပေါင်150ဘုံနှလုံးကျဲချတာဖြစ်ပြီး နမ်ဘတူမြို့အတွင်းရှိအထက်ကတကျောင်းဝန်းကျင်မှာကြားရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီးတော့စာတင်ဆောင်နှဆောင်နဲ့ဒေသခံပြည်သူတွေရဲ့နေအိမ်အချို့လည်းထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့ဖော်ပြထားပါတယ်။မနေ့ကအော်တိုဘာလ16ရက်မနေ့6နိုင်ခွဲအချိန်တုန်းကလည်းရှမ်းပြည်နယ်မိုးမိတ်မြို့ကိုစစ်ကော်မရှင်တပ်ကပေါင်900ဘုံတလုံးနဲ့ပေါင်250ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်အသက်50အရွယ်အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်တလုံးနဲ့ကားတစ်စီးပျက်စီးသွားခဲ့ရတယ်လို့လည်းသိရပါတယ်။ ပဲဂိုးတိုင်းလက်ပရန်းမြို့နယ်တရချောင်းကြီးရွာမှာဒေသခံပြည်သူတွေရဲ့နေအိမ်တွေကိုမိရှုပ်ဖျက်ဆီးဖို့အတွက်ထွက်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းကိုတော်လိုင်းတပောင်စုတွေကတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ15ရက်မနက်10:00နာရီဝန်းကျင်လောက်မှာအဲ့ဒီစစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်1စစ်စင်ရေးနေမြေပဲခူးတိုင်းစစ်ဌာန ဘျူဟာ22ဦးဆောင်ပြီးအမှတ်383ညနှစ်တက်ရင်အမှတ်383ညသုံးတက်ရင်ရွှေရမ်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ဂလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ NUG အစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်လာပါတယ်။တိုက်ခိုက်မှုမှာစစ်ကောင်မရှင်တပ်သား15ဦးထပ်မံနေတေဆုံးခဲ့ပြီး12ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါအပြင်ထိခိုက်ဒဏ်ရာရရှိတဲ့စစ်ကောင်စီတပ်သားအများပြားရှိနေခဲ့ပြီးလက်နက်အစုံ16လက်ခဲယမ်းနေတဲ့စစ်အုံသုံးဆောင်ပစ္စည်းအချို့ကိုလည်းသိမ်းဆည်းရမိခဲ့ကြောင်းတော်လိုင်းရင်တပ်ပေါင်းစုတွေဘက်ကအထိခိုက်မရှိဘဲအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်းကိုလည်းဆိုထားပါဗျ။မကွေးတိုင်းပခုတ်ကူမြို့နယ်မြိုင်မြို့နယ်ကိုစစ်ကောင်စီတပ်အင်အား300ကျော်လောက်နဲ့စစ်ကြောင်းထိုးလာနေတာကြောင့်ကြီးရွာ600ထပ်မင်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ ပခုတ်ကူမျိုးအနောက်ဘုံကန်ကြီးရွာမှာအထိုင်ချထားတဲ့ပြူစောတိနဲ့စစ်ကောင်မရှင်တက်ပူးပေါင်းအင်အား150ခန်းနဲ့အော်တိုဘာလ17ရက်နေ့မှာစတင်စစ်ကြောင်းထိုးလာတာကြောင့်ကြီးရွာ၄ရွာခန့်ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေစီကသိရပါတယ်။မနေ့ကအော်တိုဘာလ16ရက်မှာလဲပခုတ်ကူတက်မှတ101ကနေအင်အား150နဲ့ကန်လှကြီးရွာအုပ်စုကိုထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက်ပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပြီးတော့ စစ်ကော်မရှင်တပ်စစ်ကြောင်းကမြိုင်မြို့နယ်တောင်ပိုင်းစိုင်ကောင်းရွာကိုရောက်ရှိလာပြီးကြေးရွာဖုန်ကြီးကျောင်းမှာအထိုင်ချတက်ဆွဲထားတယ်လို့ We Left မြိုင်အဖွဲ့ကထုတ်ပြန်ထားပါဗျ။အချို့ကြေးရွာတွေကပြည်သူတွေကတော့နီးစက်ရကြေးရွာတွေကိုရှောင်ကြတယ်လို့လည်းဆိုပါတယ်။ကချင်ပြည်နယ်ဖားကန့်မြို့မှော်ဝန်းရက်ွက်မှာလက်ဖက်ရည်ဆိုင်မီးလောင်လာကြောင်းစိုင်တွင်းချောက်တိတ်ထားတဲ့၃လသားအရွယ်ကလေးငယ်တဦးမီးလောင်သေဆုံးသွားခဲ့ရတယ်လို့ဒေသခံအမျိုးသားတဦးက Federal FM ကိုပြောပါတယ်။ မနေ့ကအော်တိုဝါလာ16ရက်မနေ့7နာရီဝန်းကျင်လောက်မှာဝါယာကျိုးရှော့ဖြစ်ရာကနေမိထလောင်တာဖြစ်တယ်လို့လည်းသိရပါတယ်။မိကတော်တော်ပြင်းပြထန်ထန်လောင်နေခဲ့တာဖြစ်ပြီးအရက်သားတွေဝိုင်းဝန်းနှိမ့်သက်ရာကနေနိုင်ဝက်လောက်ကြာမှမိကိုနှိမ့်နိုင်ခဲ့ကအခြားနေအိမ်တွေကိုမိကူးတာမျိုးမရှိခဲ့ဘူးလို့လည်းသိရပါတယ်။မိလောင်မှုကြောင့်သုံးလသားကလေးငယ်တူတေဆုံးခဲ့ရတဲ့အပြင်စိုင်းတစ်စိုင်လုံးလည်းမိလောင်ပြကျသွားခဲ့ရတယ်လို့ဆိုပါတယ်။ ဒီနေ့အော်တိုဘာလ16ရက်ဖက်ဒရယ် FN ရဲ့၄င်းစဉ်သတင်းတွေကိုကြားခဲ့ရတာပါကျွန်တော်သောမတ်ပါခင်ဗျာ